အားလုံးပဲမင်္ဂလာပါရှင်မြန်မာ VPN Fashion ကနေ new လေးစာပြောင်းလဲကြိုးစားလိုက်ပါတယ်ကျွန်မတို့ရဲ့ channel ဒီကနေ့မြန်မာ VPN Fashion များကို အပတ်စဉ်ပတ်တိုင်းတစက်ပြီးသွားမှာဖြစ်ပါတယ်ဒီနေ့မှာလည်းစာရေးသူဖီဖီကရေးသားတာတဲ့တော်ကောက်ချင်းခံရသောမြို့အိုကရော့ဆိုတဲ့ဇာတ်လမ်းလေးရဲ့အပိုင်း၁၁ကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဇာတ်လမ်းလေးမစခင်ယခုလိုဇာတ်လမ်းကောင်းတွေကိုကျွန်မတို့ရဲ့ channel ကနေအပတ်စဉ်ပတ်တိုင်းတစက်ပြီးမှာဖြစ်တဲ့အတွက်ကျွန်မတို့ရဲ့ channel လေးကို subscribe လုပ်ထားပြီးဘေးကခေါင်းလောင်းလေးကိုလည်းနေထားဖို့တောင်းဆိုချင်ပါတယ်ရှင် သူတို့ရဲ့ခြေလမ်းများတလားရွေတိုင်းတရှက်ရှက်ခြေလမ်းများသည်ညမြလစွာ အနောက်မှနေ၍လိုက်လာနေကြဟန်မျက်ခြေကိုမတိမတာအကဲခတ်ကြည့်တော့သူလေးကဤထူးဆန်းသည့်အခြေအနေအားဘာမှသိပုံမပေါ်ဟောထက်ကြရပြန်ပြီအဲ့ဒါကငါ့ကိုမှောင်မိုက်နေတဲ့အိတ်ထုပ်တန်းပေါ်ကနေတခုခုကစိုက်ကြည့်နေတယ်လို့မျိုးအဆက်မပြတ်သောခြေလမ်းတွေရဲ့ဘေးကမ်းမသိတဲ့အခြေတွေကသောတိုက်ခေတ်တစ်ခုလုံးကိုဘေးအမရာတောင်းလို့စီသည် ဆော့တိုက်ခင်ကြောက်စိတ်ကိုအမြန်ဖြောင်းရင်ဘေးကအတူပူးတဲ့ရှောင်းလန်းနေတဲ့မျက်ကြည်ကိုပါမကြောက်စေချင်ပါမျက်မျက်ကြည်อืมပြောမောင်မဲမင်းအတွက်လက်ဆောင်ပါတယ်လေမျက်ကြည်ရဲ့ခြေလန်းတွေခိတရက်တန်သွားပြီလာရောက်မိန်မင်းအောင်ဝဲသူဤပြူးကျင်နေတဲ့ချီတောက်တောက်မြေဝန်းကလေးတွေနဲ့ဆော့တိုက်ခင်အားလှည့်ကြည့်လာလေသည်အိုးတကယ်လား ိုကဆော့တိုက်ခေကနှာခမ်းကလေးတွေကိုယ်စီဆုံယုံပြုံးပြီးအပြုံးမမီသည့်အပြုံးကလေးနဲ့မျက်ကြည်အားပြန်၍ပြုံးပြလာလေသည်မျက်ကြည်ရဲ့ပခုံးလေးတွေက တဖြည်းဖြည်းမြင့်တက်လာချိန်ခြေတော်ကလေးတွေကပါမြောက်ကျမြောက်ကျဖြစ်လာသည် ပြေရော့ရော့ဆန်နယ်စားမြင်မြန်တော့ကရင်းလေအေးရဲ့လှောက်ရှားမှုအောင်ရှင်ရွယ်လိုဝဲခါသွားလေသည်မျက်စိလေးတွေမှိတ်ကြအောင်ပြုံးနေပုံထောက်ဤကလေးအတော်ဝင်ပြောနေသည်ထင်ပါရဲ့ မျက်ကြည်အခုပဲဝစ်ကြည့်လို့ရမလားယင်တဘောဗျာတဘောမျက်ကြည်ကဘာကူမှအေးမဆိုင်တော့ပဲအိမ်ပေါ်တော့ဒါအရာတက်သေးမောင်မောင်မဲမဲတဲ့ကလေးငယ်ချော်လဲမြည်ဆိုရည်လဲစောတိုက်ခဲအနောက်မှာထက်ချက်မခွာလိုက်ရသေးသည်မကြခင်မှာပဲအင်္ဂလိပ်သည်ရင်းနှစီမိအင်္ဂလိပ်ဤခပ်ပြော့ပြော့အလင်းရောင်နေသည် နေရထိုင်ခင်းတဝါဤအမောင်တို့ကိုတော့တာဝန်ကြီးပွန်စွာပင်အာသွန်ခွန်ဆိုင်ဖြိုခွန်းထားကြလို့ ကျိုးလလကလေးတစ်ချောင်းနဲ့တကောက်ပါကိုလှပစွာရေးပတ်ထားသည်မှာဖုမို့ပင်ရင်တထိထိနဲ့မြက်ကြီးရင်ခုံဝါကြီးရဲ့ကို့အတွက်ပထမဦးဆုံးတိုက်ပုံနဲ့လုံကြီးကိုဝတ်စင်ရန်ယူပြီးခဲ့သည့်အချင်းခင်ဝင်းဖြစ်သူရဲ့မျက်နာကိုတစ်ချက်မော့ကြည့်တော့သူက ဖွက်လေဟူ၍မေးဆက်ပြသည်မြက်ကြီးပြောင်းစီစီနှင့်ပင်တကောက်ပါ၏ကျိုးလလကလေးကိုဖြည့်လျှော့ပြလိုက်သည် တကောက်ပါ၏အဖုံးကိုခက်ပြပြမကြည့်တော့ အထဲတွင်တက်လွန်နေသည့်အဖြူရောင်တိုက်ပုံကလေးအားဥစားတွေ့လိုက်ရသည်။လက်ချောင်းထိပ်ကလေးတွင်အတာထီတို့ကြည့်မိတော့မတူညီသည့်ရသည်တို့မျိုးကလက်ချောင်းထိပ်မှနေ၍အသွေးသားတဲ့စီဝံသွားပုံ။တိုက်ပုံအင်ကြီးသည်အသားထူပြီးမာကျောတောင်တင်သည်။သူဝင့်နေကြမိမဝက်စားများနဲ့အတော်ကလေးခွာချနေသည်ဟုခံစားရသည်။အင်ကြီးအောက်တွင်တော့ဝိုင်းဝန်းသောဘရောက်လျှောက်ရောင်ပစိုးကလေးဟာသူ့အားတယောစွာကြည့်လို့ ဤတော်ရီကိုမိတို့ဝေရမည်နီဟောအနောက်ချောင်းရောင်ရှိသောပစိုးကိုဆွဲယူရင်ဘေးကစောတိုက်ခစ်စီမောကြီးလာသည်ဆိုအင်းညကြီးပစိုးဘလို့ဝေရမလဲဆိုလာသည့်စကားတခွန်းသည်စောတိုက်ခစ်အားရင်ဝမှနေတာအကန့်ခံလိုက်ရသလိုနားရီလို့သာကြာရသည် အမှန်မဟုတ်ပါရဲ့လားဟူသည့်အတွေ့အကြုံကတွေးတိုင်းအမှန်မဟုတ်သလို။ဘာရဲ့။ပစုံမဝတ်တာတဟုတ်လား။မသေးချာသလိုမျိုးနောက်တစ်ခေါက်ပြန်မေးကြည့်မိတော့ကလေးငယ်အကြည့်ပြီဟာတန်းနေစီရောက်လျက်မျက်တောင်လေးတွေကိုပင်ဖိခတ်နေတယ်မှာအကျဉ်းချင်းဘလိုမျိုးခက်ခဲတွေရှိလို့ဘဝကိုဒီလိုမျိုးဖျက်တမ်းလာစေတယ်လဲသူမသိပင်မဲ့သူ့ကိုဒီလိုမျိုးဖြစ်အောင်လုပ်သည့်အရာကိုတော့စောက်တိုက်ခေတော်တော်လေးဒေါသထွက်မိသည် လက်သီးတို့ကိုကျစ်ဆောင်လျက်မရွတ်ထင်တွင်ပေါ်လာသည့်အထိပဲအံကိုကြိတ်ထားမိ၏အံအံတော့လာလိုက်ဟင်မျက်ကြည်ဒီလိုပုံစံမဲမလို့မျက်ကြည်ကိုရမှာတခြားပုံစံတွေနဲ့အလောင်ရည်နေကြမှာကိုမျက်ကြည်ကြောက်တယ်။ဟိုကွာစောတိုက်ခီလက်တစ်ပတ်ဟာအလိုလိုပဲမျက်ကြည်ရဲ့ပါတစ်ပတ်စီရက်တိုင်းသွားသည်မျက်ရည်တွေထောက်လာမည်ဆိုရည်လာပဲမျက်စိကလေးတွေမိတ်လို့ပုတ်ခတ်ပုတ်ခတ်လောက်ခါ ဝမ်းနည်းနေသည့်ကလေးငယ်ရဲ့ပုံစံဟာကောင်းကင်ပြင်မှာအတောက်ပါဆုံးနဲ့အလင်းလာဆုံးပြသည့်ဒူဝန်ကျဲကလေးလိုမပြောစမ်းတဲ့မျက်ကြည်မင်းဟာအခုရောနောက်မှာပါကြောက်ပိုင်ဖြစ်လာမှာမို့နောက်ဆိုဒီလိုစကားမျိုးမကြားချင်ဘူးအဲ့လိုလှောင်ရလို့ဆိုပြီးပြောလာမယ့်လူများရှိရဲ့နော်ကြောက်အေးယူပေးမှာမို့ဒီမျိုးအမေမင်းယောက်ျားတို့သားယုံဒါမဲ့ဒါမဲ့ဘာဆက်ဖြစ်လဲမျက်ကြည်ရဲ့မလုံးတွေဟာ ပြန်လည်ပွင့်လာရင်ရက်တိုင်းလာသည့်လက်တစ်ဖက်ကို သူရဲ့လက်သေးသေးလေးတွေနဲ့ဆွဲခွာယူလိုက်သည်ဟမ်မျက်ကြည်ကိုပစိုးဝင်နေပဲတင်ပေးပါထိုလူသားဟာမျက်ကြည်ကိုပထမဦးဆုံးပြုံးတတ်အောင်တင်ပေးသူမျက်ကြည်ရဲ့မျောလင်းချက်တွေကိုပင်ပျက်စီးမသွားအောင်ပတ်မှုပေးသေးသည်မျက်ကြည်ဘဝသည်တည်ဆုံးလျက်ရှိနေခဲ့တော်လဲတစုံတဦးကလှုပ်နှိုးခဲ့ပုံရသည်နိုးထလာသည့်နေရတွေသည်အရင်ကနေရတွေနေပင်မတူတော့ပဲ ထုံလူသားဟာမျက်ကြည်မသိရင် မျက်ကြည်နှလုံးသားကိုပင်အကျဉ်းချင်းစိတ်ချက်မကြီးရခဲ့နေစေသည်မျက်ကြည်လိုဆက်ဆံရင်းသည်အပီးနေရဆက်ဆံရင်းဆိုတာကိုပင်မျက်ကြည်ကိုယ်တိုင်မိနေခဲ့သည်ထို့သောမိနေခဲ့သည့်အထက်တွင်စောတိုက်ခဲ့ဆိုသည့်လူသားတို့ပါဝင်နေခဲ့၏ဤစားသည်ကုန်ကန်နေပြီးဒီတစ်ခုကုန်လင် သူတို့အတွက်နောက်ထပ်မိစားဆိုတာမရှိတော့သည်ကိုမယိမ်မိကြစေရေနာစီမိရင်ကလေးသည် တယောက်နဲ့တယောက်ပူးကပ်နေသည့်လူသားနှစ်ဦးစီတို့သာအာယုံတွေဆူဆိုင်နေလျက်အဲ့လိုမဟုတ်ဘူးလေကွာဒီဘက်ကကိုအရင်သိမ့်လေမျက်ကြည်ကြောနောက်ဖက်မှနေရာယူထားကခါနဲ့လက်ချာအတွင်သူ့ရဲ့လက်ကိုနေရာယူလို့ကျန်တဲ့တစ်ဖက်ကမျက်ကြည်လက်တီးတီးလေးတွေအပေါ်မှာထက်ကင်ကပစိုးဝင်းကြီးကိုကိုပြည့်ရင်ပြီးတင်ပေးလျက်ရှိ၏ရှိသောရက်သည်မြကြီးထက်တိတိသာသာခေါင်းနှလုံးစာပို့ထွက်လို့ဒီလိုလားအင်းဟုတ်တယ်အဲ့လိုလေးယူ လေကရုံးဝတ်ထားသည့်ကောင်းလေးရဲ့အလဲခုတ်သားဖူးဖူးလေးပဲစီခဆူဆူလာနေသောခောင်းရည်ရနံသည်သူ့ကိုအီးရနံမွွမွင်းနှင့်ပေါင်းဆက်ခါထူးဆန်းသည့်ရနံတစ်မျိုးကလေးဖြစ်သွားသည့်အခါစောတိုက်ခီရဲ့နှာခေါင်းဝါးနာတွင်တဝဲလေလေသူ၏နေရွက်ရဲရဲလေးတွေသည်တတိတိကိုက်ရံစရာအထိနေရနေပြန်သည်စိတ်ဆွမ်းရင်သည်တမရီယာကောင်းလာသည့်ဝိဇာစောကြီးတွေလိုမဟုတ်တော့လဲစိတ်ရခေါ်ဆောင်ရနေရစီဥတီယံ နှလုံးသားရှိသွေးကြောများကအကြိမ်ကြိမ်သတိပေးလျက်ခပြေပြေဥကောင်းကိုနေစင်လို့လဲပင်ဖွေးဖွေးနာတိုးကပ်လာမိသည်နှာခမ်းသားတွေကိုဖွင့်လို့ကရံပြင်စင်ဝီလီယာတော်တော်ကိုကလေးသည်အဝေးတနေရာသို့ရောက်နေခဲ့ပြီပြီးပြီဒီလိုလားကိုကိုလဲပြလာသည်ကလေးငယ်သည်ခဲအောင်လေးကတော့နဲ့ပရောချော်အောင်ပစိုးကိုဝတ်ဆင်လာသည်မှာအခုမှတကယ်လူမျိုးပေါက်စားကလေးလို့စောသားခေကလေးငယ်ကိုကြောင်ကြည့်နေရင်မှစောနာက သူတွင်းနဲ့သူ့လောက်ရတို့အာဟာကျင်းနေစွာပဲရှက်တဲ့တဲ့လောက်ရလိုက်ပြီးတော့ဒီပါးစရီပေါ်လာအောင်ရင်းနေသီစောတိုက်ခက်ကမျက်လုံးတွေပင်ပိတ်ကြသည်ထိဘာကိုများသဘောချပြီးရင်နေရတာလေမျက်ကြီးကမျက်ခုံးကလေးတွေစုကြုံလို့စောတိုက်ခက်တန်းကြည့်လာလေသည်ဘာရဲ့နေရလဲပါလေထိုးဆန်းလို့လာရင်စောတိုက်ခက်ကရင်းနေသီကိုရိုက်၍ခေါင်းခါပြသည် ထာကြံသေးရဲ့ဝဲကြည့်တိုက်ပုံဖြူဖြူကိုကလေးငယ်စဉ်သူ့ကိုယ်တိုင်ဝတ်ပေးမိသည်ကွက်တိမကြပဲအနှဲငယ်ကြီးနေတော့တိုက်ပုံကြတယ်ကလေးငယ်ရဲ့လက်ချောင်းလေးဟာပျောက်လို့နေနေဟိုလေကျဲကြီးမတက်ရအောင်လားဘာလို့မပါလဲပေါက်ခဲ့ရပြီမေးပြန်ပြီပတ်တဖက်အားအတင်းဆွဲညစ်လျက်စောတိုက်ခေရဲကြီးရင်နေတော့သည်အာလာသွားသည်လားမသိဘူး အတန်ပီစီကဆော့တိုက်ခင်ထားတဲ့အရင်နေ့တွေကလည်းမတူတမူထူကြနေသည်ခန္ဓာကိုယ်ကလည်းနင်းနေမှနေလို့မကောင်းတော့ပေတကူလုံးကလည်းချွေးတွေအဆက်မပြတ်သေးတာစတိုက်ထွက်လာနေရခြင်းအကြောင်းကတခြားတော့မဟုတ်ပေအာနော်လိုက်တာဟုတ်ပါဦးပါမြင့်ကိုခပပပွက်နေတဲ့လက်ချောင်းတူတူကလေးတွေကဘာလက်ကလေးတွေပါလဲဟုတ်ပါပြီစကားတန်တွေဟာခဏတိတ်ဆိတ်သွားလဲ ကောင်းလေးဟာတခုခုကိုမြဲမတင်ကလေးစားပြီဆိုလာသည်ဟိုဟိုလေတဲ့ကြီးကယောက်ျားလေးဆိုတာမြို့ဝင်တိပါရဲ့နော်ဟမ်တိရလေဘာလို့များလဲအเจ้าတစ်စုံတရာအာတိချင်စွာစောတိုက်ခေဝကြဤအစုံတွင်စကားဆက်တစ်ခုအာချလင်ထားခဲ့မိသည်မမဟုတ်ပါဘူးမျက်ရည်ရောမိန်ကလေးဆိုပြီးအတင်းဆက်မာနေမှာဆိုလို့ ပြီးတော့မျက်ကြည်ကိုဘာလို့များအလိုလိုက်ပြီးနေရတယ်လဲဟင်မြို့အမင်းကမျက်ကြည်ကိုသဘောမကျအောင်လေဟုတ်တယ်မလားမျက်ကြည်တော့ဟန်ဆောင်တော်ပြီတော်ပြီလေစောတိုက်ခိရဲ့လက်ညိုးရှိရှိတွေ့တွေ့ဟာမျက်ကြည်အီးနှက်ခမ်းရှိဒီငါးပြားတပြားစာကွာမှာရက်တန်သွားဤမျက်ကြည်အီးပြိုးချောင်ချောင်မျိုးလုံးဝိုင်းကလေးတွေကတော့ပုတ်ခတ်ပုတ်ခတ်နေပြီပြီးတော့မျိုးအမင်းမဟုတ်ဘူးလေ မောင်လို့ခေါ်ရမယ်လို့ပြောထားပါရဲ့သားနဲ့စောနာကတကြိမ်လူကြားထဲမှာခေါ်လိုက်သေးတယ်။မိများမိနေကတော့မဟုတ်ပါဘူးနော်။မြတ်ကြီးနှလုံးရွှဲကြီးများနဲ့ဝင့်ကနေမောကြီးလာသေးတယ်ပြူပြဲကြည့်နေမိသည်။တကယ်ကမြတ်ကြီးနေသားမကြသေးသည်ကြောင့်မာယဉ်စွာခေါ်မိခြင်းကို သူမသိတော့ပါဘူးဟုထင်လိုက်မိတော့လေယခုမှသူကဖြင့်တိတိတတ်တာမှတ်သားထားလေရဲ့မြတ်ကြီးလက်တလုံးမှာဘာမှတော့ပြန်မပြောနိုင်သေး။ကဲ မောကဘာလို့မျက်ကြီးကိုသဘောမကျရမှာလဲမျက်ကြီးမင်းမအမှားမလုပ်တာ မောင်ကဘလို့လုံးများမုံရမှာတော့ကွဒါပေမဲ့အစကနဦးကသဘောမကျတာတော့မှန်ပါရဲ့ဘာကြောင့်များမင်းကိုမောင်မုံရတယ်လဲဆိုရင်မင်းကိုမောင်ကအထွန်းလဲခဲ့လို့လေအဲ့အတွက်လဲမောင်ကိုကိုကိုအပြစ်တင်မိပါရဲ့မျက်ကြီးအခြားတော့တည်တည်ချာချာမသိပေမဲ့အခုဟာပါမင်းကမင်းကသူ့ကိုသဘောကျတည်တယ်လား မျက်ကြီးပြောလိုက်တာများရေခဲတောင်ကြီးတော့အကြီးများပျော်ဝင်ကုန်ပြီလားမသိမျက်ကြီးမောင်ကမင်းကိုသဘောကျရတာပျော်တယ်မျက်ကြီးကောင်းနေငုံစင်သွားရပြီးပါးရီပင်ရေရဲတက်လို့စကားတခွန်းဆိုမိ၏ဟုတ်မျက်ကြီးကိုမဟုတ်ခေါင်းကိုတွန်းတွန်းခါရင်မျက်နှာကလေးပြန်လိုက်မောချီလာပြီးစကားကိုပြန်ဆက်၏မောင်ကျွန်တော်သဘောကျပြီလို့ကျေးဇူးတင်ပါတယ် ကျွန်တော်ဟိုခေါ်ပေါ်သုံးလိုက်တော့အတုံတုံကလေးကနားတယ်တမျိုးကလေးဝင်လာကပြန်လဲလိုက်စီလိုက်ရတယ်လို့နှလုံးသားလေးမူဝေသွားပြီတင်အမတို့ဖြုတ်ခွန်းလိုက်တော့ကောင်းငယ်လေးရဲ့အပြောင်းဟာကောင်းပြင်တွင် ထိမ့်ထိမ့်သာနေသည့်လားပြေဝင်းကြီးထပ်ပင်တောက်ပါနေလေရဲ့သူသာလားပြေဝင်းဆိုရင်ကျောက်ဟာလာဝင်းကိုခါးစားရတဲ့ကြဲတကွန်မဲဖြစ်လိမ့်မယ်ကောင်းလေးအပြောင်းတွေဟာ မင်းရောက်သွားခြင်းမရှိသည့်တိုင်အောင်ပပဝရီများဝန်စားခဲ့သလားဟုပင်လက်တူရင်းမင်းမြန်ခြင်းမိပါရဲ့ထို့ကစောတိုက်ခိရဲ့လက်တစ်ဖက်ဟာကောင်းလေးရဲ့ပားပြင်းနုနုဖောင်းဖောင်းကလေးများပေါ်နောက်တစ်ကြိမ်နယ်လွန်နေခဲ့ပြီဖြစ်သည်ဖိတင်ုံဖိထားတော့လက်ကလေးများက အနည်းလူသားလေးရဲ့အိဆက်နေတဲ့ပားပြင်းပေါ်မှာတစ်စက်မှမရွေးခြင်းကောင်းငယ်လေးဟာလေသူ့ပါကိုညှက်ထားတော့လက်များကိုဖယ်ရှားရန်မကြိုးစားတော့ပဲ သူကိုယ်တိုင်ရရရော်ရော်ပေးထားသလားအောင်မရသေးသည်မြတ်ကြီးလို့ခေါ်ရင်မောင်ကိုပြားလို့ထူစမ်းပါဦးမောင်ကြားချင်လို့အာဟုတ်မြတ်ကြီးပြားအာထူနေပုံလေးကဘယ်လိုလဲမသိညလုံးဝိုင်းလေးတွေနဲ့ပေါပေါင်းလေးတွေကိုနောက်ခံတာက ပန်းလူရောင်တန်းနေတဲ့နှာခမ်းဖူးဖူးကလေးကလုံ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 နဲ့ထူးနေတဲ့ပုံလေးကအเจ้าမောက်ကလေးအစာလာတောင်းနေတယ်လို့ပဲဟာကွာမောင်အင်းအင်းဆိုကိုတွေးနေကြတယ်ရောက်နေလို့အလန့်တကြားနဲ့ပြန်ရွေးထူလိုက်ရသေးသည်မောင်ကျွန်တော်နမယ်ရင်းကိုသိကျင်သလားဟင်နမယ်ရင်းရှိသေးတာလားအင်းမမေကမျက်ကြည်ကိုမွေးနှောင်းအားပေးထားပြီး မင်းရှီကိုတခါမှအိုက်နမဲပြေးဆုံးမကြဘူးဘလို့မင်းကြီးကိုမမေကတမီးလိုပဲခေါ်ရလေမင်းကြီးလိုခေါ်တဲ့နေကအဲ့ဒါမမေခိတ်လိုနေလို့ပဲဒါမှမဟုတ်မမေတခုခုအလိုမကျနေရလဲဖြစ်နိုင်တယ်သောတိုက်ခေကရေနံစီမိရင်အောက်ကအမျက်ကြီးရဲ့မျက်နှာကလေးကိုအသေးစားဆိုင်ကြည့်လို့ပျော့သမျှအောင်အကုန်နားထောင်ပေးရသည် မျက်ကြည်နမဲကမျက်ကြည်မောင်မောင်နဲ့လေအနောက်မှာမောင်မောင်နှလုံးနဲ့မျက်ကြည်မောင်မောင်မျက်ကြည်အရန်သဘောကျတာဒါပေမဲ့အဲ့နမဲလေးကပျောက်ဆုံးနေရကြပြီခေါ်မဲ့သူမရှိလို့တော့မျက်ကြည်တော့မေးတိတိရဲ့ရဲစံကလေးနှောက်လို့ဆိုလာတဲ့ကလေးငယ်ရဲ့အတန်တွေကမမမှန်ချင်းစောတိုက်ခဲဘာမှမစဉ်းစားမိပဲမျက်ရည်ဥတွေဝဲတက်နေတဲ့သူကိုရင်ခွန်းထဲသာထည့်ထားမိသည်ရှေ့လျှောက်မောင်ကဆက်ဆက်ခေါ်ပြီးမယ် မျက်ချီမောင်မောင်ကကြောက်ရွံ့မှုပိုင်ရှင်ပေါ့ထို့ချင်းကုန်းကန်ဒီမိစာကလေးသည်သူတို့အားမနှောင့်ယှက်ခြင်းတော်၍လက်ပြနှုတ်ဆက်ခါတဖြည်းဖြည်းနှင့်ပင်အယောင်နှင့်မှန်ကြသွားတော်သည်ရင်းငုံကုန်မျက်နှာအလိုတိုက်အီးနှင့်ရှိုက်ငုံနေသောမျက်ကြည်ရဲ့နှစ်ဖူးကလေးနှွေးကနေဖြစ်သွားတာဟုတော့မျက်ကြည်သိလိုက်ပင်မယ်မျက်ကြည်အယံဝန်းတဲ့နေရာပဲသိသည်အသည်မနှုတ်တဲ့မှန်မျက်ကြည်အသီးစိတ်တွေကထိတ်ကနေပြီမယ်။ကလေးငယ်တွေလိုငိုလို့ချော့မိသူရှိလာရင ပူရဝန်းနေလာနေတယ်လို့မျိုးငိုချင်တာပဲတည်ဤချောပြင်းကျဲအားပုတ်ခါပုတ်ခါပွတ်တက်ပြီးနေတော့လက်ပိုင်ရှင်ရဲ့ရင်မတစုံဒီလေမျက်ရည်တို့ဆူဆွဲနေလို့အမောင်မိုက်နေတော့အင်္ဂလိပ်အတွင်းသူတို့နောက်တက်မိစာရှာထွန်းမှုကိုလည်းတတိမရခဲ့ကြပြီဖះရည်ငါပါရီကြားလိုက်မိတာလေခုနောက်ကိုမယုံသလိုဖြစ်နေတဲ့စေလုံးမှာအိမ်အောက်မှနေတာကြောက်ရွံ့တဲ့ပွဲမလုံးမရဲ့ကတော့ကယောက်ျားလေး မဟုတ်သေးဘူးအဲ့ယောက်ရာကြတော့လားမြတ်ကြီးညာကတိုက်ပုံနဲ့ပစိုးကိုချွတ်လဲပြီးမအိမ်မီကိုထင်းနေဘာလို့ဆိုညာကမောင်ရင်ကိုနဲ့မှငွေရင်းနဲ့အိပ်ပျော်သွားခဲ့လို့လीလုံးလာတော့ဖောင်းအေးအေးမျက်လုံးပိုင်ရှင်ကလေးကဘေးကနေရလူကလေးအားတွေ့လိုက်ရတဲ့ကြောင့်အဲ့ယာမှာပြုတုပြတဲ့အမြန်ထားလိုက်ရင်ပြည့်ရနေတဲ့သပင်းရှိရှိတွေကိုကြိုးတက်ချောင်းနဲ့ဆွချီပြလိုက်ရင်မျက်နှာတည်ရအဲ့ရောက်တော့ဆက်လာမိသည်ကဲ ဒါဖြင့်ပေါ့ရတဲ့အပြစ်ဒဏ်အနေနဲ့ကြောက်ပစ်ပေးမယ်။မြေဝိုင်းတွင်ထိုင်နေတဲ့ယောက်ျားသုံးဦးကိုတယောက်ထိုင်ထိုင်ကုန်မှမိမိကြီးထိုင်နေသည့်မျိုးဝမင်းဆိုသည့်အမျိုးသားကပြစ်ဒဏ်မပေးခင်သူ၏ထုတ်ခေါက်ရင်းနှင်းမြေကြီးပေါ်တစ်ချက်ဆောင်းလိုက်ပြီးမှဆိုလာသည်။ဒီနေ့နေဟာအနောက်ဘက်မကူခင်ရွာဦးဖုံးကြီးကြောင့်ကစားလို့ရွာကိုအိမ်ကြီးချွတ်ပြီးတပတ်ပြေးရမယ်။ဒီရွာမှာပဲပြေးရမယ်။ဗျာဘလို့အပြုံးသူကြီးနှင်းချိပနေတော့မျိုးဝမင်းက ဤလေလေမျက်နာရုံနဲ့ကြည့်နေသောလူငယ်သုံးဦးကငင်းမြပြုများဒီနေ့ဒီဘက်ရွာမှာကအလူရှိသည်မလားအင်းကြီးကျူစီနဲ့ပတ်ပြေးနေတဲ့ချွေတလုံးလုံးနဲ့သူတို့ကိုအပြူမလေးတွေမြင်သွားရင်အဆက်ကွဲရရှိရဲ့မြို့အမင်းဘေးတစ်ဖက်တစ်ချက်စီကရကြီးဥသာကြီးနဲ့ဥဆန်တောင်းတို့မှလည်းအပြက်အပြက်နဲ့နှာခေါင်းသွေးထွက်လို့ဗျာမလောက်ပါနဲ့ကျွန်တော်တို့ကိုခုတ်လို့ပေးပါနော်နောက်ဘသူ့ကိုမှဘာမှမလုပ်တော့ပါဘူးနှုတ်မှုဆိုအဆက်ကွဲရမှာမလို့ပါ ို့တော့ဆိုလာလေစောတိုက်ခေရဲ့မျက်နှာမှာတင်းမာမှုတွေကိုတွေ့လိုက်ရသည်ဘာအရှက်ကွဲရမယ်ဟုတ်လားမင်းတို့ငါးစနီးကိုအရက်ဆိုင်ရှင်မှာခေါင်းကြီးနဲ့ပတ်လိုက်တော့မှာရောသူမအောင်မင်းစာနာခဲ့ရဲ့လားမိန်းကလေးတယောက်ကိုဒီလိုလက်ရွယ်ရလောက်တဲ့အထိမင်းကတွန်တွန်ဆုံးမမှုတွေပျောက်ဆုံးနေတာလားပြောစမ်းကြုတ်ကုန်ဘာမှပြန်မပြောနိုင်ပဲမျက်နှာငယ်လေးတွေနဲ့ကြည့်နေတဲ့သူတို့ကိုစောတိုက်ခေကထိုးထိုးဆိုသည်အခုနေမှာစမပြေရင်မင်းတို့တကယ်အရှက်ကွဲရလောက်တော့မယ်ထင်တယ် ိုအခါ၃ရောက်သားမျိုးမင်းချံဝါမထွက်ကရွာဦးချောင်းကိုအတော်ပြေးကြသည်တကြီးဥဆောင်တော်ခမကျောက်လောက်ရက်ကိုခမသဘောကျသည်ဖြစ်စေမကျသည်ဖြစ်စေကျောက်ဒီနေရာမှာ ကျောက်ဇနီးမရမဟုတ်ခဲ့ပဲတခြားမိမငယ်တူဦးဖြစ်နေရင်တော့ကျွန်တော်ဒီလိုပဲပြစ်ဒဏ်ပဲရွေးမိမှာပါအခုခနေကဆန်ရင်နာနာဖတ်တက်ဖို့တော့လိုမဲဗျနားလေပါရဲ့လားကျွန်တော်နားလေပါရဲ့ဗျာဒီငမိုက်သားကဘသူနဲ့တူမန်းကိုမသိတာပါ သဘောဆောင်တာမို့မျိုးဝင်ကိုသာစိတ်မကွက်စေလိုတာပါ။ဒါဆိုလဲကောင်းပါပြီ။ကျုပ်ဇနီးနေမကောင်းအခုဒီအိတ်နေသေးတာမို့ဆူညံဆူညံတဲ့မျိုးထပ်မလုံရင်ကောင်းမယ်ဗျာ။တတိယနှစ်ယောက်ကအယိုသေးပြုနှုတ်ဆက်ပြေးသေးတယ်။ချာအတွင်းရှင်းလင်းသောသောလူများသည်လည်းကိုပိုင်နေရစီဥတည်လာကြောင်းလွှဲခဲ့ပြီးဆောတိုက်ခင်လည်းတပ်ပြင်းကြီးတစ်ခုကိုဆက်ဆက်နေနေချလို့အိမ်ထဲဝင်မပြရလေညချီကအိမ်တိုင်းမှာလက်ပိုက်မိလို့ဆောတိုက်ခင်ကိုရက်ကြည့်နေသည်ဟင နိုးပြီလားမျက်စိနေကောင်းပါရဲ့ဘဲเจ้าများတကြီးကိုလိမ့်လှလိုက်ရတာလေစောတိုက်ခင်မှာကြောင်ပြောက်သလိုလိုရွှေပြောက်သလိုလိုနဲ့မျက်စိအနာတို့ကလာရင်ဗိုက်စာနေပြီမလားအကြီးခင်မြင်အစောကစိတ်ထမင်းနဲ့ငါးချောက်ဖုတ်ကလေးလာပေးသွားတယ်မျက်နှာတက်ပြင်းသွားစားလိုက်နော်မောင်လို့ဆရာလုံးလေးရှိလို့စိတ်ရင်းစစ်လိုက်အောင်မေမောင်อืมอืม ်မျက်ကြည်မောင်နဲ့စာချုပ်ချုပ်တာပြီးသွားရင်မျက်ကြည်ထွက်သွားရမှာပေါ့နော်ဟင်ဟုတ်တာပဲသူနဲ့မျက်ကြည်ကအဲ့စာချုပ်ကိုမိနေခဲ့တာပဲစာချုပ်ဆုံးမှာမျက်ကြည်ကိုကွာရှင်းပေးဖို့လေသောတိုက်ကဒီချတဲ့ကလေးကိုကွာရှင်းမပေးချင်ပါသူ့အနားမှာပဲဆက်၍ဆက်၍ထားစီနေမိပါသည် အားလုံးကိုနှုတ်ဆက်ပါရရှင်။တော်ခေါဆင်းခံရတော့မြို့အော့ခရော့ဆိုတဲ့ဇာတ်လမ်းလေးရဲ့အပိုင်းဆက်တဲ့ကတော့ဒီမှာဒီမှာပြီးဆုံးသွားပါပြီ။ဇာတ်လမ်းလေးပြီးဆုံးအောင်နောက်ထောင်ပေးကြတဲ့တဦးတယောက်ရှင်စီတိုင်းကိုကျမတို့ရဲ့ channel ကနေကျေးဇူးထူးတင်ရှိပါတယ်။နောက်ရက်ဒီမှာလည်းရခုလိုဇာတ်လမ်းကောင်းတွေကိုကျမတို့ရဲ့ channel ကနေတင်ဆက်ပေးမှာဖြစ်တဲ့အတွက်ဆက်လက်ဆောင်နေနောက်ထောင်ပေးကြပါရှင်။စာရေးသူပူပီခက်ကုန်လည်းဒီနေရာကတင်မယ်ကျေးဇူးတူတင်ရှိပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ရေးချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့ကောင်းသောညလေးကိုပိုင်ဆိုင်ကြပါစေနော်ကျမကတော့တင်ဆက်သူ ခင်စားသွင်းမှာဖြစ်ပါတယ်။